မင်္ဂလာပါမယ်ရှင်တို့ဒီနေ့ကျွန်တော်တို့နည်းနည်းလေးနည်းနည်းလေးလေးစကားပြောကြရအောင်ခင်ဗျားတို့လည်းမှဒီလိုခံစားရဘူးလားမနက်မိုးလင်းတာနဲ့စိတ်ထဲမှာလေးနံနေတယ်ဒါမှမဟုတ်ကိုယ်ခန္ဓာကိုယ်မှာနေရာတစ်ခုခုကအနေနဲ့နာကျင်ကြိုက်ခဲနေတယ်စေကံသွားတယ်စေတောက်တယ် ခဏတက်တာလိုက်ပြန်ဖြစ်လိုက်နေပဲဒါမှမဟုတ်ဘဝမှာဝင်ကြီးအများအကျက်တဲနေရရမှုဆက်ဆံရေးကအဆင်မပြေဘူးအခုခုလွဲနေတယ်လို့ဘဝကိုယ်ပဲတောင်းစီအောင်ဒုက္ခပြင်းနေလို့ခံစားဘူးလားကျွန်တော်ကထင်ကြတယ်ဗျ။ငါကံမကောင်းတာဒါမှမဟုတ် ငါပတ်ဝန်းကျင်ကမကောင်းတာစသဖြင့်ပေါ့ဒါပေမဲ့ဒီနေ့ကျွန်တော်မျှဝေခြင်းနဲ့ကမ္ဘာကျော်စာရေးဆရာမကြီး Louis Hay ရဲ့ You can have your life ဆိုတဲ့စာအုပ်ကအလုံးဝကွဲပြားတဲ့ရှုထောင့်တစ်ခုကိုပေးပါတယ်။သူ့ရဲ့အဓိကသတင်းစကားကတော့ကျွန်တော်တို့ရဲ့အကြီးခွန်များဒီ ကျွန်တော်တို့ဤလက်တွေ့ဘဝကိုဖန်တီးနေပြီဟုတ်ပါတယ်ကျွန်တော်တို့ရဲ့အတွေ့အကြုံစကလုံးတွေကကျွန်တော်တို့ရဲ့အနာဂတ်ကိုဖန်တီးနေတာပိုရှင်းအောင်ပြောရရင်ကျွန်တော်တို့ရဲ့စိတ်ထဲမှာဖြစ်နေတဲ့ပုံစံတွေကကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာလာပြီးတော့ထင်ဟပ်နေတာပါလူ့စီရာ သူ့ဘဝရဲ့အကြွေကြုံရရောသူလိလာခဲ့ဒူနာပေါင်းများစွာကြီးရပါတွေ့ရှိခဲ့တာကတော့ယောဂာဆိုတာစိတ်မငြိမ်းချမ်းမှုအနေနဲ့စတင်တာပါတဲ့ဒီကိစ္စကိုသူကအဓိကစိတ်ပန်းဆိုင်ရာပြဿနာ၃ခုကိုထောက်ပြတယ်ဒီ၃ခုကကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့အရန်ကိုကြီးဆက်ပါတယ်ပရမအချက် အပြစ်တင်ဝေဖန်ခြင်းဒါကကိုယ့်ကိုယ်ရောသူများကိုရောအများအပြစ်ရှာနေတာသူသဖြင့်ကိုယ့်ကိုယ်ပေါ့ငါဝါလိုက်တာကြည့်လို့မကောင်းဘူးငါညံမကောင်းပါဘူးလေငါတန်ဆိုးလိုက်တာငါဘာမှလုံးလုံးဖြစ်ပါဘူးဒီလိုကိုယ့်ကိုယ်အများအပြစ်ဝေဖန်နေတဲ့စိတ် တောင်တင်းခတ်ထန်နေတဲ့စိတ်ကခန္ဓာကိုယ်ကိုယ်ကတောင်တင်းစေတယ်။သူကတောင်အစ်မင်းရောင်ရမ်းကြိုက်ခဲ့ရတဲ့ဥပမာပေးထားတယ်။စိတ်ကတောင်တင်းနေတော့ခန္ဓာကိုယ်ကပါလိုက်ပြီးတော့တောင်တင်းလာတယ်ကြိုက်ခဲလာတယ်ပေါ့။ဒုတိယချက်နာကြီးမကျေနပ်မှုဒါအစိတ်တော့အပြင်းဆုံးခံစားချက်ပဲ။သံတရားကို ဒါမှမဟုတ်အတိတ်ကဖြစ်ရတဲ့ခုကိုကောင်းမခွင့်မလို့နာမယ်နဲ့အကြိုက်စိတ်ထဲမှာအခဲမကြည့်ပဲထားဥပမာငါ့ဘုံမတရားလုပ်ခဲ့တဲ့သူကိုငါစိတ်နာတယ်ဒီမကျေနပ်မှုနာကျင်မှုတွေကိုမျိုးတိတ်ထားချာလာတဲ့အခါအဲ့ဒီအစိတ်တည်းကကိုယ်ခန္ဓာကို ပြန်ပြီးတော့တိုက်ခတ်တယ်လူဝစ်ဟေကကိစ္စယောဟာအကြိုက်ထိန်းနှိမ်ထားတဲ့နာကျင်မှုကို တိုင်းရဆက်ဆက်နေရလို့ပြင်းပြခံစဆိုထားတယ်။တတိယအချက်ကြောက်ရွံ့မှုဒါကလည်းကျွန်တော်တို့နေ့စဉ်ကြုံရတာပါ။ပတ်စံမရှိတော့မှကြောက်တယ်။အလုပ်ပြုတ်သွားမှကြောက်တယ်။လူတွေငါ့ကိုထားအောင်မှကြောက်တယ်။အတက်တခုစားလို့မှကြောက်တယ်။ဒီလိုဆိုရင်ကြောင်းလန်းစိတ်တွေများလာတဲ့အခါမှာ ကျွန်တော်ရဲ့အစာရင်နဲ့အစာခြေစနစ်တွေကပထမဆုံးတုံ့ပြန်တယ်။အစာမကြေတာ၊လေပွားတာ၊စိုင်းနာရ။ဘဝရဲ့အပြောင်းအလဲတွေကိုငါလက်မခံနိုင်ဘူး။ငါကြောက်တယ်ဆိုတဲ့စိတ်ရလက္ခဏာတွေပဲ။ဒီတုံးလုံးရဲ့အရင်းခံအကြောင်းရင်းကတော့တကူလေးပါပဲ။အဲ့ဒါတော့ကျွန်တော်ကိုယ့်ကိုယ်ကိုမချစ်ဘူးဆိုတဲ့တွေးခေါ်ပဲ။ ကျွန်တော်တို့ကကိုယ့်ကိုမချစ်တဲ့အခါကိုယ့်ကိုအပြစ်တင်တယ်ကိုယ့်ကိုမချစ်တဲ့အခါသူများကကိုယ့်ကိုနာကျင်အောင်လောက်တောင်ခွင့်ပြုထားမိပြီးတော့နောက်ကြမှာနာကျင်နေတတ်တယ်ကိုယ့်ကိုမချစ်တဲ့အခါဘဝကိုမယုံကြည်တော့ပဲလေကြောက်ရွံ့နေဒီတော့ပထမပိုင်းမှာကျွန်တော်တို့လောကမှာကိုယ့်ကိုရိုးသားသားမေးခွန်းတစ်ခုမေးဖို့ပါပဲဘာဖြစ်လို့ခွင့်ပြုနာချစ်နေရလဲ ငါဖေရာကိုကြောက်ရွံ့နေရတယ်။ငါကိုဟုကိုဘလို့အဖြစ်တင်နေမိလဲ။ဒီမေကိုရဲ့အဖြေကိုမိတ်ဆွေတို့ယူသားရှာကြည့်ပါ။ရှာတွေ့ပြီဆိုရင်ဝန်ခံပါ။ဟုတ်တယ်။ငါဒီလိုခံစားနေရတယ်။အဲ့ဒါကုသကျေပရမတ်တို့ဆင်ပါဦး။ အပိုင်းနှစ်မှာတော့အဲ့ဒီခံစားချက်ဟောင်းတွေပြီးဟောင်းတွေကိုဘယ်လိုကုသမလဲဘယ်လိုတွတ်ချမလဲဆိုတာကိုလက်တွေ့နီးလန်းနေနဲ့ဆက်ကြည့်ကြပါဦးခဏနေပြန်လာကြပါမယ်